ဟယ်လိုအားလုံးပဲမင်္ဂလာပါဒီနေ့တော့ပူပူမွေ့မွေ့ကြွကြွလေးနဲ့စားလို့အရန်ကောင်းတဲ့ဝက်ခောက်ကေပူပူမွေ့မွေ့လေးရဲ့ပေါက်စီဆိုရင်လက်လုတ်ပေါက်စီမှာကြိုက်တဲ့သူတွေအတွက်လက်လုတ်ပေါက်စီပူပူမွေ့မွေ့လေးအပြင်အသားပေါင်းတွေကောင်းရင်းတုပ်တွေပါအစုံရတယ်စိုင်လေးမှာသွားပြီးစားမှာပဲဖြစ်ပါတယ်အားလုံးပဲကြိုစင်နဲ့ဒီလိုက်ခက်ပေးအောင်နော်လုံးထဲစားလိုက်တော့ ဟယ်လိုအားလုံးပဲမင်္ဂလာပါဒီနေ့တော့ကျော်စစ်တာမျိုးရဲနဝတီလမ်းမပေါ်ရောက်နေရပေါ့နော်စီပူပူလေးရဲပြီးသွားလို့ရှိရင်အသားပေါင်းလို့ပြီးသွားလို့ရှိရင်ဝက်ခောက်ကင်းလေးရဲတော့စားမယ်သူ့ရောက်နေရတာကရွှေပီတိမှရောက်နေရအားလုံးပဲလိုက်ခဲ့ပြီးပါတော့နော်မာတာသူတို့ဒါဝက်ခောက်ကင်းကင်းနဲ့ပူကြီးရေပေါ့နော်ဒီနေ့ဝင်ကြည့်ကြမယ် အဓိကရွှေပီတိမှာကတော့လက်လုတ်ပေါက်စီကောင်းကောင်းကြိုက်တဲ့သူတွေအတွက်ပေါက်စီအစုံရတယ်ပေါ့နော်ဒီမှာတော့လက်လုတ်ပေါက်စီကိုမှကျွန်တော်တို့စိုင်မှာလက်လီလက်ကဝယ်လို့ရတယ် frozen လည်းရတာဖြစ်လို့ပေါက်စီကြိုက်တဲ့သူတွေအတွက်ဆိုလို့ရှိရင်ဒီမှာလာပြီးတော့ကြတော့စားကြည့်လို့ရတယ်ပေါ့နော်ကျစက်ကတော့ပေါက်စီဆိုလို့ရှိရင်အခုလိုပူပူနွေ့နွေ့အငွေးတထောင်ထောင်လေးနဲ့စားရတာကိုအရင်ကြိုက်တယ်ဒီမှာပေါက်စီအပြင်ကိုအသားပေါင်းနေလဲရတယ်ပြီးသွားရင်ကောင်းချင်းတုတ်တွေလည်းရတယ်ပေါ့နော် ပြီးရင်ဒီဆိုင်ရဲ့နောက်ထပ် signature တစ်ခုကတော့အခုလိုမျိုးတန်ပုံးကြီးနဲ့ကင်နေပေါ့နော်ဝက်ခောက်ကင်ပူပူမွမွကျွတ်ကျွတ်ကလေးရလဲတနေ့စာတနေ့ကင်ပြီးတော့ကြတော့ရောင်းမလအောင်ရောင်းကောင်းတဲ့မီနူထဲမှာပါရလို့ပြောရတယ်ပေါ့နော်ကျော်စစ်ကတော့သူ့စီယာဝက်ခောက်ကင်နဲ့မွမွလေးနဲ့ကင်နေတဲ့အချိန်မှာရောက်သွားတာဆိုတော့စားပြေအောင်စားကြည့်မယ်ဆိုပြီးတော့ဝက်ခောက်ကင်လည်းစားပြစ်ခဲ့ပါဗျာ ဒီမှာတော့ဆိုင်ရအကျဲကြီးလည်းမဟုတ်တော့ဆိုင်တိုင်းစားတက်ကိုပါဆက်ဝယ်ကြတာများတယ်ပေါ့နော်ကျော်စက်ကတော့ပေါက်စီပူမူမူမူလေးတစ်ခါလဲစားကျင်တာနဲ့ဆိုင်မှာထိုင်ပြီးစားဖြစ်ခဲ့တယ်ဒီမှာတော့ပေါက်စီမန်ထိုဝူမှာကျော်စက်တို့အစုံရတယ်ပေါ့နော်ပေါက်စီကတော့အခုလိုမျိုးကြက်နဲ့လဲရတယ်ပြီးရင်ဝက်နဲ့လဲရတယ်ပြီးတော့ပဲနဲ့လဲရသေးတယ်ပေါ့နော် ဈေးကတော့ကျွန်စစ်တို့လက်လုတ်ပေါက်စီတစ်လုံးကို2000ကျပ်ရောင်းပေးရဆိုတော့ကြတော့ကျွန်စစ်တို့ဈေးတင်တယ်လို့ပြောလို့ရမလားမသိဘူးပေါ့နော်ကျွန်စစ်ကတော့ဒီမှာပေါက်စီဆိုလို့ရှိရင်အခုလိုအချင်းလေးနဲ့တွဲပြီးတော့ကြတော့စားရတာကိုကြိုက်တယ်ဒီဆိုင်ကအမားကညှွန်ပေးတဲ့နီလန်လေးနဲ့လဲစားပစ်ခဲ့သေးတယ်အခုလိုမျိုးသူ့ရဲ့ sauce တဲကိုသူပေးထားတဲ့ငရုတ်သီးလေးပါထည့်ပြီးတွဲစားကြည့်ပါအရန်စားလို့ကောင်းတယ်တဲ့ကျွန်စစ်ဒါမျိုးလေးတွဲစားလိုက်တဲ့အခါကျတော့တစ်လုံးဆိုတစ်လုံးနဲ့ကိုလေကျွန်စစ်တို့အီအီလေးပြေပြီးတော့ကြတော့ဆက်ဆက်မွမွလေးနဲ့ပို့ပြီးတော့စားလို့ကောင်းတာကိုတွေ့ရတယ်သွားစားပြင်အခုလိုမျိုးလေးတွဲပြီးတော့စားပြအောင်စားကြည့်ခဲ့ပါနော် ်အသားပေါင်းကလည်းတစ်လုံးကို2000နဲ့ဒီမှာတော့ပါဆယ်လာဝယ်ကြရတဲ့သူတွေများတာပဲတွေ့ရပေါ့နော်အဓိကပါဆယ်ဝယ်မယ်ဆိုလို့ရှိရင်လည်းအိမ်မှာပူပူနွေ့နွေ့လေးနှွေးပြီးပြန်စားရင်တော့ပိုပြီးစားလို့ကောင်းမယ်ထင်တယ်အသားပေါင်းကတော့အင်ကအမေလဲကြိုက်တယ်ဆိုတော့ကြတော့ကျော်စစ်ပါဆယ်လဲဝယ်ပစ်ခဲ့တယ်ပေါ့နော်မနေ့ကဆော့မာလေးအခုလိုအသားပေါင်းပူပူလေးစားလိုက်ရင်းနှီးလေးတောက်လိုက်နေရလဲပြည့်စုံနေရောပေါ့နော်ကဲဒါကတော့ရောက်ကြတဲ့ကစားပြအောင်စားမယ်လို့ကြီးကြော်ထားတဲ့ဝက်ခောက်ကင်းနဲ့မကြီးချင်ရင်လေးနဲ့ပေါ့နော် ဝက်ခောက်ကင်ကိုစာရင်အဝေးကဝက်ခောက်ကင်ကြိုက်တဲ့တငယ်ချင်းတွေကိုတတိယလိုအဝေးကိုပို့ဖို့အတွက်ကိုမေးကြည့်တဲ့အခါကျတော့လေသူစီမားလေးစုပ်အိတ်နဲ့ကိုသူတို့ပို့ပေးရလို့ပြောရဲပေါ့နော်ဒါကတော့ကျော်စစ်စားခဲ့တဲ့များထဲမှာကျော်စစ်အကြိုက်တိတ်ပြီးတော့ကြတော့မတွေ့ခဲ့တဲ့ဖတ်ထုတ်အိုကပ်ပူပူလေးပေါ့နော်ဖတ်ထုတ်အိုကပ်ပူပူလေးကအမှုမွေးလေးနဲ့ကိုစားချက်စပွဲတော့ဖြစ်တယ်ဒါပေမဲ့အရသာလေးနဲ့ပေါ့တော့ကြတော့ကျော်စစ်အကြိုက်နဲ့တော့တိတ်မကြိုက်ဘူးပေါ့နော် ဒီနေ့စားခဲ့တဲ့များထဲမှာလေအကြိုက်ဆုံးမီနူတွေကတစ်ခုဖြစ်တယ်ဒီကောင်းကျင်းတုတ်ကလေးကတော့ကျွစစ်အရန်ကြိုက်တယ်ပေါ့နော်သူကအခုလိုမျိုးဖက်ကလေးနဲ့ဟိုမှာပေါ့နော်ကောင်းကျင်းကိုထုတ်ထားပြီးတော့ကြတော့သူစီကကောင်းကျင်းသားလေးအရန်ကောင်းနေအတွင်းထဲမှာဝက်သားဝက်ဥချောင်းနဲ့ဟိုတထုတ်ကိုသူလဲ2000ကျပ်ရောင်းပေးတယ်ပေါ့နော် ပူပူနွဲ့နွဲ့လေးကိုမှကျွန်စစ်အခုလိုမျိုးသူ့စီရဒီငရုတ်တိအနှစ်ကလေးနဲ့တွဲပြီးစားရတဲ့အခါမှာအီလဲပြေပြီးတော့ကြတော့ကောင်းကင်စီစီလေးဆိုတော့ကြတော့အရန်စားလို့ကောင်းတယ်ပေါ့နော်အဓိကတော့ဒီကမီနူးလေးတွေအကုန်လုံးကပူပူနွဲ့နွဲ့လေးစားမှပူပြီးအရသာရှိတာဖြစ်လို့စိုက်မှာပဲစားစားဝဲဝဲစားစားပူပူနွဲ့နွဲ့လေးစားဖို့ကျွန်စစ်ကတော့အကြံပြုပေးချင်ပါတယ် ရွှေပီတိကတော့အခုလိုမျိုးနဝရီလန်းမှာတဆိုင်ရှိသလိုနောက်ထပ်ဆိုင်ွဲအနေနဲ့ကတော့ယူနာပလာဇာမှာလည်းတဆိုင်ရှိသေးတယ်ပေါ့နော်။ကျွန်စစ်သူရဲ့ page တင်လေးလိပ်စာလေးလည်းထည့်ထားပေးပါမယ်။ပူပူနွေနွေလေးနဲ့ကောင်းကောင်းလေးစားချင်တဲ့သူတွေသွားပြီးစားကြည့်လို့ရအောင်ဝင်ပြပေးလိုက်ပါရဲအားလုံးပဲတက်တာပါ။